DPP ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်။ထိုင်းစစ်တပ်ကတခုခုလုံးမဲ့ဆိုရင်မကန့်ကွက်ဘူးလို့ဝန်ကြီးချုပ်ဖေထောင်ထန်းရှင်နဝတ်နှုတ်ထွက်ရေးဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ဆွန်ဒီလင်တောက်ကူကပြောကြားခဲ့ပါတယ်။နိုင်ငံလုံးဆိုင်ရာကြက်တဲတခုမှစစ်ဘက်ကတခုခုလုံးချင်တဲ့ဆိုရင်လုံလိုက်ပါဒါပေမဲ့ဝန်ကြီးချုပ်ရွေးချယ်ရမှာတော့အများပြည်သူပါဝင်မှုရှိရပါမယ်လို့ရှက်ဝါခေါင်းဆောင်တူဦးဖြစ်တဲ့စွန်ဒီကပြောပါတယ်။ အမေရိကန်မှာပိတ်ပင်ခံရတော့မဲ့ TikTok application ကိုဝယ်ယူဖို့အရန်ချမ်းသာတဲ့လူတစုရှိနေပြီဖြစ်ပြီးနှစ်ပတ်လောက်အတွင်းပြောပြနိုင်မယ်လို့သမ္မတဒေါ်နယ်ထရမ့်ကပြောပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအပြစ်ခတ်ရက်စရဲသဘောတူညီချက်ရဖို့ဖိအားပေးနေချိန်မှာအစ္စရေးကစစ်ရေးလှုပ်ရှားမှုတွေတုံ့ပြန်ဖို့ဆိုပြီးတော့ဂါဇာမြောက်ပိုင်းနေရာအများပြားကပါလက်စတိုင်းဒေသခံတွေဖေရှားဖို့အမိန့်ထုတ်လိုက်ပါတယ်။ TVB နောက်ဆုံးရသတင်းတွေကို TVB TV News Facebook page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။